အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်ရဲ့ကွယ်ကာမဆမှုရိပ်အောင်ပါ အလုံးဒီကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနက်ခင်းတိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတင်နေမီတာစုအိမ်သူအိမ်သားရောက်စီတိုင်းကို ထောက်ရဘုရားကောင်းကြီးပေးဖို့၊ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြားနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ ဘဝအတ္တတွေမှာအခက်အခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှလောအားလုံးပေါ်မှာသာရဘုရားထံမှာလာတော်ငြိမ့်တဲ့ခြင်းတက်ရောက်ပါစီ။ ဘုရားခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ24ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒီနေ့မနက်မှာကျွန်တော်တို့အတူတကွာဆင်ကျင်ခွားယူရမယ့်ကျမ်းပိုက်ကတော့ရှင်ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး9အပိုင်ငယ်6ထို့ကြောင့်ကာလအချိန်တန်လျင်ဘုရားခင်သည်တင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း တကိုးကြီးတော်လက်တော်အောက်၌ကိုကိုကိုနိုင်ချကြတော်တကိုးကြီးတော်ဘုရားခင်ရဲ့လက်တော်အောက်မှာမိမိကိုမိမိနိုင်ချဖို့ဖြစ်တယ်တခါတည်းံဘောအတ္တတဲမှာမနိုင်ချခြင်းစရာအခြေအနေလူပုဂ္ဂိုလ်အမျိုးမျိုးဖြစ်ရတွေကိုသင်ကကြုံတွေ့နိုင်ပါတယ်နိုင်ချခြင်းစရာမကောင်းတဲ့အခြေအနေမှာဘုရားခင်ကိုယိုသေးတော်အဖြစ် သခင်ယေရှုခရစ်တော်ရဲ့မျက်နာတော်ကိုထောက်ပြီးသင်ကနိုင်ချလိုက်တဲ့အခါတကိုးကြီးတော်လက်တော်အောက်မှာကိုကိုကိုနိုင်ချခြင်းဖြစ်တယ် ကျမ်းစာကကာလအချိန်တန်လျင်တင်တို့ကိုချီးမြောက်တော်မူမိအကြောင်းလို့ကျမ်းစာကပြောပါတယ်အချိန်တန်တဲ့အခါဖရာတင့်ကိုချီးမြောက်မယ်ဖရာကသူ့ရဲ့အချိန်နဲ့သူအလုတ်လုံနေတယ်တင့်ကိုဘယ်အချိန်မှာဘယ်လိုနေရာမျိုးမှာဘယ်လိုပုံစံမျိုးနဲ့ချီးမြောက်ရမယ်ဆိုတာဖရာကြိုတင်ပြီးပြင်ဆင်သင့်ပြီးဖြစ်ပါတယ် လူတွေကိုသင်ကခွင့်လွတ်တဲ့အခါမှာခွင့်လွတ်ခြင်းနဲ့သူကထိုက်တန်ဒီဖြစ်စေမထိုက်တန်ဒီဖြစ်စေသင်ကဖျားခင်ကိုယိုသေးတော်အပြစ်ခွင့်လွတ်လိုက်တဲ့အခါမှာအဲ့ဒီခွင့်လွတ်ခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကသင်ဘဝအတ္တတာတွေကို ြန်ပြီးရောက်လာတယ်။အပြစ်ရှိစင်ပင်လျင်သခင်ယေရှုခရစ်တော်တင့်ကိုခွင့်လွတ်ခဲ့တယ်။မိမိကိုယ်တိုင်ခွင့်လွတ်ခြင်းကိုခံရဘူးတော်သူဖြစ်သောကြောင့်အခြားသောသူများကိုလည်းတီးခံခွင့်လွတ်ခြင်းဖြစ်တယ်။သခင်ယေရှုခရစ်တော်ကိုယ်တိုင်တပည့်တော်တွေကိုစူတောင်းခြင်းပတ္ထနာတော်နဲ့ပတ်သက်ပြီးသင်ကြားပေးတဲ့အခါမှာသူတစ်ပါးသည် ကျွန်ုပ်တို့ကိုပြစ်မာတော်အပြစ်များကိုကျွန်ုပ်တို့ဒီလွတ်တကယ်သူကျွန်ုပ်တို့အပြစ်များကိုလည်းလွတ်တော်မူပါလို့ဥစွာသူတစ်ပါးရဲ့အပြစ်ကိုခွင်းလွတ်ခြင်းနဲ့ဖခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်ဖို့တွင်တင်နေခြင်းဖြစ်ပါတယ်ဖခင်ရဲ့မျက်မှောက်တော်ကိုအစိတားဖြစ်စေတဲ့အကြောင်းရင်းတစ်ခုကသူတစ်ပါးကိုခြိနှောင်ခြင်းဖြစ်တယ်သင်ကသူတစ်ပါးရဲ့အပြစ်ကိုခွင်းလွတ်လိုက်တဲ့အခါမှာကောင်းကင်ဘုံကသင်ရဲ့အပြစ်ကိုလည်းခွင်းလွတ်ပေးပြီးဖြစ်တယ်ဒါကြောင့်သူတစ်ပါးကိုခွင်းလွတ်လိုက်ခြင်းကမိမိကိုယ်ကိုလွတ်မြောက်စေခြင်းဖြစ်ပါတယ် ။တင်းရဲ့စိတ်ဝိညာဉ်ကပေါ်ပါလန်းဆန်းခြင်းနဲ့သူဖျားခင်ထံမှလာတော့ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေကိုခံစားရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့မနာလိုခြင်းသူတစ်ပါးနဲ့သူပခြင်းပြိုင်ဆိုင်ခြင်းဖြစ်ပါတယ်။ဒီအရာတွေကဘုရားခင်ရဲ့မျက်မှောက်တော်ကိုသိုးဝင်တဲ့ခါမှာအစိတများစွာဖြစ်စေပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကကျွန်တော်ရဲ့မိဆွေဆရာတယောက်ကအချောင်းရလေးတစ်ခုကိုဝေမျှဖြစ်ခဲ့တယ်။သူကညနေခင်းတိုင်းမှာအပြေးလေးကျင့်ခဲ့တယ်။ညနေခင်းတစ်ခုမှာတော့သူပြေးနေကြလမ်းအတိုင်း လူငယ်လေးတွေတချို့ကလည်းအပြေးလေးကျင့်နေတယ်။သူ့ရှိတ်ကိုကြော်သွားတဲ့လူငယ်လေးတစ်ယောက်ကိုမတိမတသူ့ရဲ့စိတ်လေးတွေကနေပြန်ပြီးပြေးနေမိတယ်။ဒီလိုနဲ့တော်တော်ဝေးတဲ့ခရီးတစ်ခုကိုသူရောက်လာခဲ့တယ်။တခဏအကြာမှာလူငယ်လေးကတော့သူပြန်ရမယ့်အချိန်ရောက်လာလို့သူပြန်ရမယ့်အိမ်ပြန်လမ်းတိုင်းပြေးသွားပေမဲ့ကျွန်တော်မိတ်ဆွေဆရာက နေလဲဝင်တော့မယ်။အိမ်ပြန်ချိန်လဲရောက်နေပြီ။အိမ်ပြန်တော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချတဲ့အခါမှာသူကအလွန်ကိုပင်ပန်းနေပါပြီ။ ပြီးတော့သူရဲ့ပြေးလန်းကသူတစ်ပါးနဲ့ရှင်ပြိုင်ပြီးပြေးခဲ့တာဖြစ်တဲ့အတွက်လမ်းမကိုသူအချိန်တော်တော်ကြာကြာပြေးခဲ့တာဖြစ်တဲ့အတွက်အိမ်ပြန်ချိန်တွေတောက်ကျသွားခဲ့တယ်ဒါကြောင့်ဘဝအသက်တာထဲမှာဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးအာယုံဆူးဆိုက်ပြီးသင်ရဲ့ပြေးလန်းတိုင်းပြေးနေဖို့မှန်မှန်ပြေးနေဖို့လိုပါတယ်။သူတစ်ပါးနဲ့ရှင်ပြိုင်စရာ၊သူ့ပစရာမလိုဘူးဖြစ်ပါတယ်။သူတစ်ပါးနဲ့မတူတဲ့ပုံစံ၊သူတစ်ပါးနဲ့မတူတဲ့ပြေးလန်းနဲ့ဘုရားကတင့်ကိုခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်သူတစ်ပါးကိုအားကြပြီးသူတစ်ပါးလိုဖြစ်ကျင်တဲ့စိတ်တွေကိုလည်းလျှော့ဖို့လိုပါတယ်ဒီအဖြစ်ပြက်အဖြစ်ဘုရားခင်တင့်ကိုတစုံတရာစကားပြောနေမယ်လို့ယုံကြည်ပါတယ်ကျမ်းစာကတကိုးကြီးတော်လက်တော်အောင်၌ကိုကိုကိုနှိမ်ချကြလောဘုရားခင်ကိုယိုသေးခြင်းနှိမ်ချခြင်းနဲ့အသက်ရှင်ဖို့ဘုရားခင်အလိုရှိတယ်ထောင်လွားခြင်းကိုဘုရားခင်ယုံမုန်းတယ်ဒါကြောင့်ကျမ်းစာကထောင်လွားစော်ကားတော်သူတို့ကိုဘုရားခင်စီတားတော်မူ၏ စိတ်နှိမ်ချတော်သူတို့အားကျေးဇူးပြုတော်မူ၏နှိမ်ချတဲ့နှလုံးသားတစ်စုံကိုဖျားခင်နှစ်သက်တယ်ဖျားတန်ဖိုးထားတယ်ရေကမြင့်ရာကနေနှိမ်ရာကို စီစင်းတဲ့ကဲ့သို့ဖျားခင်ရဲ့ကောင်းကြီးမင်္ဂလာကနှိမ်ချလျက်ရှိတဲ့တင့်ရဲ့နှလုံးသားထဲမှာစီစင်းလာမှာဖြစ်တယ်ဖျားခင်တင့်ကို ပေးထားတဲ့မိဘဆရာသမားအအုပ်ချုပ် ြုသူတွေပေါ်မှာနှိမ်ချပါမိမိထက်ငယ်ရွယ်ပြီးမိမိကိုယ်တိုင်ဖိမှကူညီရတဲ့သူတွေပေါ်မှာလဲကရုဏာထားပြီးကျင့်တာပါဒီအရာတွေအားလုံးကဘုရားခင်ရဲ့လက်တော်အောက်မှာကိုကိုကိုနှိမ်ချခြင်းဖြစ်တယ်ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ

seated.